ိမိတို့ရဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါမြို့သားများကတင်ပြင်ခွေထိုင်ပါမြို့သမီးယောဂီများလည်းတင်ပြင်ခွေထိုင်လို့ကထိုင်နိုင်ပါတယ်ကြုံကြုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်တင်ပြင်ခွေထိုင်တဲ့ ဣရိယာပုံမှာဘယ်ဘက်ခြေောက်ကိုအတွင်းကထားညာဘက်ခြေောက်ကိုအပြင်ကထားဒါအများစုထိုင်တာပြောတာဖြစ်ပါလေမိမိတို့စင်ပြေသလိုထိုင်လိုက်ပါ ထိုင်တဲ့အခါမှာခြေောက်တွေဖိမိတာမျိုးမဖြစ်ပါစေနဲ့ အင်ဂျီတွေပစိုးတွေအင်ဂျီတွေလုံးကြီးတွေတင်းနေကြက်နေရင် short ချထားလိုက်ပါကြာရှည်စွာထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ဒီချပြင်လိုက်ပါတင်းမြင်ွေထိုင်တဲ့ဣရိယာပုဒ်ဒီချပြင်ပြီးဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါ ဓမ္မဒိန်ကုထီလို့အစဉ်ပြေရင်ထီထားလိုက်ပါဓမ္မဒိန်ကုထီလို့အစဉ်မပြေရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါဓမ္မဒိန်ကုထီခြင်းမထီခြင်းကအဓိကမဟုတ်ပါဘူးအစဉ်ပြေသလိုထားလိုက်ပါခါကလေးပုံမှန်ထားပါတရားထိုင်ပါပြီဆိုမှခါကြီးဆွတ်ဆန်တော်မျိုးမလုပ်ပါနဲ့ဥဆုံးကံရပဏိတာယ ခါကလေးကိုဖြောင့်မှန်စွာခြားလိုက်ပါ။ကောင်းရှင်မငုတ်စေနဲ့။ကောင်းရှင်ငုတ်ရင်ကုတ်ကြောတွေတင့်လေပြီးတော့နိုင်တတ်ပါတယ်။ကောင်းတော့မလန်စေနဲ့။ကောင်းတော့လန်ရင်လည်းကိုယ်ခန္ဓာကိုမနိုင်ပဲလဲကြတတ်ပါတယ်။မျက်စိကိုစင်ငယ်များမှိတ်ပါ မျက်စိကိုဗာကြောင့်မှိတ်ခိုင်းတယ်ဆိုရင် ရောင်စင်အလင်းတွေဝင်ရင်အာယုံတွေဖိပြတတ်ပါတယ်ပြန်ပြောပါမယ်ပြင်းပြင်းွေထိုင်ပါဘယ်ဘက်လဲပေါ်ညာဘက်လက်ကလေးတင်ပါအားကလေးပုံမှန်ထားပါခေါင်းရှင်မငုတ်စေနဲ့ခေါင်းနှောင်းမလန်းစေနဲ့မျက်စိကိုစင်ငင်မြမိတ်ပါ ။အရိညာကတောဝရုခမူလကတောဝသုံညာကရကတောဝနိတိတတိပလင်ကံအဘုစိတ်တောဥဇုံကံယပဏိတာယပရိမုခံတတိန်ဥပတ္ထပိတဝအရိညာကတောဝဒောယ၌နေစဉ်တော်၎င်းဘုက္ခမူလကတောဝသစ်ပင်ရင်၌နေစဉ်တော်၎င်း။သုံးညာကရကတောဝစိတ်ဉာဏ်ရ၌နေစဉ်တော်၎င်း ပလင်ကံထက်ပွေကိုအဘုစိတ်တော်ဖွဲ့ခွေ၍ကာယံကိုကိုဥဆောင်ဖြောင့်မှန်စွာပဏိတာယထား၍တတိယတတိကိုပရိမူခံကမ္မထံသို့ရှေရှုဥပထပိတဝဖြစ်စေ၍နိတိတတိထိုင်၏ခုယောဂီတို့ဓမ္မိတာကြီးကိုရောက်နေတယ်ဆိုတာ တော့အိယာမှာရှောင်းနေသလိုပဲအခုယောဂီတို့ဓမ္မိတ်တော်ကြီးကိုရောက်နေတယ်ဆိုတာတိတိပင်အရင်မှာရှောင်းနေသလိုပဲခုယောဂီတို့ဓမ္မိတ်တော်ကြီးကိုရောက်နေတယ်ဆိုတာစိတ်ငြိမ်ရအရာမှာရှောင်းနေသလိုပဲတော့အရာတိတိပင်အရင်စိတ်ငြိမ်ရာ တော်ရဲ့တင့်တပင်ရဲ့စိတ်ငြိမ်ရာဓမ္မိတ်တော်ကြီးကိုရောက်နေတဲ့အချိန်မှာမိမိတို့ရဲ့ခန္ဓာကိုယ်ဣရိယာပုဒ်ကိုဒေချာကြနာစွာပြင်ပြီးဆိုရင်နာတိဝတ်ကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည်ပါအာယုံတပံစိတ်မသွာစေနဲ့နာတိဝတ်ကိုတတိကံတဲ့ စာလို့ပြောတော့သမာဓိတိမကင်ဝင်လေထွက်လေနေအောင်ကြည့်တဲ့စာလို့ပြောတော့သမာဝါယမမကင်အာယုံတစ်ပတ်စိတ်မသွားစေနဲ့စာလို့ပြောတော့သမာသမာဓိမကင်နောက်ဒီဝါလေးလေးတို့တိဝင်သွားတယ်နောက်ဒီဝါလေးကလေးတို့တိဝင်သွားတယ်ဒီသဘောလေးဟာအထင်အရှား ရှိနေပါတယ်။နာသီဝလေးကလေးတို့ထိဝင်ရဝင်သွားတဲ့သဘောနာသီဝလေးကလေးတို့ထိထွက်ရင်ထွက်သွားတဲ့သဘောဒီသဘောလေးဟာအထင်အရှားရှိနေပါတယ်။တတိထားပြီးတော့ကြည်ပါဘယူဆိုင်ပြီးတော့ကြည်ပါဆူဆိုင်ပြီးတော့ကြည်ပါဆူဆိုင်ကြည်တာ သမထရ ယောဂီတို့တွေလောကကြီးထဲမှာရုံးကန်သွားလာရှောက်ခွေနေတုန်းကဝင်လေရှိမှမသိထွက်လေရှိမှမသိဝင်လေဖြစ်မှမသိထွက်လေဖြစ်မှမသိလောကကြီးထဲမှာရုံးကန်သွားလာရှောက်ခွေနေတုန်းကဝင်လေထွက်လေရှိရတဲ့အတိုင်းရှိမှမသိဝင်လေထွက်လေချက်နေတဲ့အတိုင်းဖြစ်မှမသိတာဒီတတိမပါလို့မတိကြတာ လိုချင်မှုလောဘတွေနဲ့ဝန်လေထွက်လေကို ရှုထုတ်နေကြတယ်။မကျင်တဲ့ဒေါသတွေနဲ့ဝန်လေထွက်လေကိုရှုထုတ်နေကြတယ်။စိတ်ကူးရင်နဲ့မောဟတွေနဲ့ဝန်လေထွက်လေကိုရှုထုတ်နေကြတယ်။ငါဆွဲအတ္တတွေနဲ့ဝန်လေထွက်လေကိုရှုထုတ်နေကြတယ်။ထောင်လွှားတဲ့မာနတွေနဲ့ဝန်လေထွက်လေကိုရှုထုတ်နေကြတယ်။မျိုးစုဆောင်းမြောင်းတဲ့အိတ်တာတွေနဲ့ဝန်လေထွက်လေကိုရှုထုတ်နေကြတယ်။ နှမျောဝန်တိုးတဲ့မေစရိယာနဲ့မွန်လီထွက်လေးကိုရှုထုံနေကြတယ်လောကကြီးထဲမှာဆိုတော့ယောဂီတို့တွေမွန်လီထွက်လေးကိုအစိုးတရားတွေနဲ့ရှုထုံနေတာများကြပါတယ်ခုကြည်စံမိမိတို့ရဲ့ခန္ဓာကိုယ်ဣရိယာပုကြီးကို ကမ္မထံအာယုံပေါ်တင်လိုက်မှတို့ရဲ့နာသီသောနာသီဝနှခမ်းပြမဝင်လေလေးရှိနေပါလားပတ်လေလေးရှိနေပါလား ဝင်လေလေးဖြစ်နေပါလားထွက်လေလေးဖြစ်နေပါလားဆိုတတိထကြည်တော့တိတိလာတယ်တတိထကြည်တော့တိတိလာတယ်ခုယောဂီတို့လက်တွေ့ကြကြရှုမှတ်ခွင့်ရနေတာပဲဝင်လေဝင်မှတိပေးလိုက်ပါထွက်လေထွက်မှတိပေးလိုက်ပါဝင်လေဖြစ်မှတိပေးလိုက်ပါ ထွက်လေဖြစ်မှန်းသိပေးလိုက်ပါငကိုရှိပြီးသားဝင်လေထွက်လေကလေးငကိုဖြစ်ပြီးသားဝင်လေထွက်လေကလေးကိုပဲဘေးဥဆိုင်ဆူဆိုင်ပြီးကြည်ပေးရတာပါတတိထဝရိယဆိုင်အာယုံတပါစိတ်မသွာစေနဲ့တတိထဝရိယဆိုင်အယုံတပါ စိတ်မတော်စေနဲ့ဝင်လေးတော်လေးကိုတတိနဲ့ရှုမှတ်နေတဲ့အချိန်မှာခန္ဓာကိုယ်ဣရိယာပုတ်တွေလှုပ်တာလှဲတာမဖြစ်ပါစေနဲ့ဝင်လေးတော်လေးကိုတတိနဲ့ရှုမှတ်နေတဲ့အချိန်မှာခန္ဓာကိုယ်ဣရိယာပုတ်တွေပြန်လာပြောင်းတာမဖြစ်ပါစေနဲ့သမာဓိဆိုတာ ငြိမ်သက်မှုကို လိုလားပါတယ်။ငါကိုရှိပြီးတော့ဝင်လေထွက်လေကလေးငါကိုဖြစ်ပြီးတော့ဝင်လေထွက်လေကလေးကိုပဲဘယုဆိုင်ဆူဆိုင်ပြီးတော့ကြည်ပေးပါ။တတိထာဝရိယဆိုင်အယုံတပါစိတ်မသွားစေနဲ့။ ဒီဝင်လေထွက်လေလေးကိုတတိကပ်ပြီးတော့ရှုမှတ်နေတဲ့အချိန်မှာဖြစ်ချင်တဲ့စိတ်တွေ၊နိုင်ချင်တဲ့စိတ်တွေဝင်မခံပါနဲ့။ဒုရောကောင်းလို့လုတ်ပြီးဆိုရင်ဒီခန္ဓာကိုယ်ကြီးကဖြစ်ချင်တာလိုလို၊နိုင်ချင်တာလိုလိုမကောင်းတဲ့စိတ်ဝင်မခံပါနဲ့။ဝိပဿနာအစဝင်လေထွက်လေက ချိုးသောဝန်လေးထွက်လေးလေးရှုမှတ်နေတဲ့အချိန်အတိဂိမ့်နေပါစေအတိမြဲနေပါစေအတိဆွဲနေပါစေဝန်လေးထွက်လေးကိုရှုရင်းမှန်ရင် ရှုရင်းမှန်ရင်နဲ့သမာဓိတည်ကြည်မှုတွေအကောင်းလာပါလိမ့်မယ်သမာဓိတည်ကြည်မှုတွေအကောင်းလာပြီဆိုရင်အော်ဝန်လေးဆိုတာယုတ်တရားပါလားထွက်လေဆိုတာယုတ်တရားပါလား ဝင်လေးထွက်လေးတစုံမဲ့ရှိပါလားလို့ပြလိုက်တဲ့စိတ်ကလေးပါနန္တရားပါလားဩရုပ်တရားနဲ့နန္တရားပဲရှိတယ်ရုပ်တရားနဲ့နန္တရားပဲရှိတယ်သူငါမရောတဲ့ယုံနံသဘောတွေပဲငါသူမရောတဲ့ယုံနံသဘောတွေပဲသူလည်းမပါငါလည်းမပါရှိကယုံနဲ့နာပါလားဆိုပြီးတော့ ဒီဝင်လေထွက်လေလေးကိုရှုရင်းမှန်ရင်တတိကရင်ကြည်ရင်နဲ့အရှိယုံနံကိုသိလာပါတယ်တတိဝရိယရှိမှသမာဓိဖြစ်မယ်သမာဓိဖြစ်မှယုံနံသိမယ်ခယောဂီတို့တတွေတတိဝရိယအာစိုက်ပြီးတော့ဝင်လေထွက်လေလေးကိုရှုမှတ်ခွင့်ရနိုင်ပါတယ် ။အော်ဝင်းလေးဆိုတာယုတ်တရားပါလား။ဖက်လေးဆိုတာယုတ်တရားပါလား။ဒီခန္ဓာကိုယ်ကြီးကဝင်းလေးထွက်လေတစုံပဲရှိပါလား။ဝင်းလေးထွက်လေတစုံရှိလို့အသက်ရှင်တန်ခွင့်ရနေတဲ့ဘဝခန္ဓာကြီးရတ္တိခွင့်ရနေတယ်။အော်တကယ်ရှိတာယုတ်တရားနဲ့နန္တရားပါလား။တတိဝိရိယရှိမှသမာတိဖြစ်မယ်။ သမာဓိဖြစ်မှယုံနံတိမေဝန်လေးထွက်လေးကိုတတိကရှုမှတ်ရင်းနဲ့အရှိယုံနံကိုကောင်းကောင်းသိခွင့်ရှားပါရဲ့မမရှိသူမရှိယောက်ျားမရှိမိန်းမမရှိ ပုဂ္ဂိုလ်မရှိတတ္တဝါမရှိတကယ်ရှိရယုတ်တရားနဲ့နတ်တရားပါလား ်ရှူရင်းမရင်နဲ့နှလုံးသွင်းမှမှနဲ့တတိကရဲ့နဲ့ရုံနံကိုကောင်းကောင်းပြီးခွင့်ရလာပါပြီတတိထာဝရိယဆက်အာယုံတပါစိတ်မသွာစေနဲ့တတိမြဲနေပါစေတတိဆွဲနေပါစေ အတီတွေအကောင်းနေပါစေ။ဝင်လေတော့လေကိုရှူရင်းမှန်ရင်နဲ့ဝင်တိုင်းထွက်တိုင်းချက်တိုင်းချက်တိုင်းပြီနေပြီမိနေပြီဆိုရင်ခန္ဓာကိုဣရိယာပုကြည်လဲငြိမ်လာမယ်။စိတ်တွေလဲကြည်လာမယ်။ကျွေးမယ်နဲ့ယုံနာပွဲလာ။အော်ဒီယုံနာဘယ်သဘောရှိလဲ။ ဒီယုံနာဟာဘယ်သဘောရှိလဲဆိုပြီးချင်းရင်ခန္ဓာဘက်ကိုညံလက်ကြည့်လိုက်ပါခန္ဓာဘာတွေပြောနေသလဲခန္ဓာဘာတွေဖြစ်နေသလဲခန္ဓာဘာတွေပြနေသလဲနောက်ကညံနဲ့စောင့်ကြည့်လိုက်ပါတရီဝရိယအစိုက်လို့ယုံနာကွက်ခဲ့ပါပြီဒီယုတ်ဒီနာဘယ်သဘောရှိလဲဆိုတော့ဒီပေါ်တော့ညံနဲ့ စောင့်ကြည့်လိုက်ပါတကယ်ညာနဲ့စောင့်ကြည့်လိုက်တော့အကြောင်းကျိုးပဲရှိတယ်ယုံနာပဲရှိတယ်ယုံနာပဲရှိတယ်အကြောင်းကျိုးပဲရှိတယ်သူငါမရောတဲ့ယုံနာသဘောငါသူမရောတဲ့ယုံနာသဘောသူလဲမပါငါလဲမပါသူလဲမပိုင်ငါလဲမပိုင် အစိုးမယအနတ္တာဒီယုံနိုင်ရဲ့သဘောဟာ ပိုင်ဆိုင်မှု မရှိပါကအနတ္တာတရားကြီးပါလားဩတင်ပါနဲ့ကြံပြင်းနဲ့ထိနေတဲ့အကြောင်းတရားတင်ပါနဲ့ကြံပြင်းနဲ့ထိတော့ကိုယ်ရဲ့လို့ဖိလိုက်တဲ့သဘောလေးကအကျိုးတရားအကြောင်းတရားနဲ့အကျိုးတရားဩတင်ပါနဲ့ကြံပြင်းကရုပ်တရား ကြည့်လို့ပုံမှန်သေးတဲ့စိတ်ကလေးကနတ်တရားရုပ်တရားနဲ့နတ်တရားအကြောင်းကျိုးယုံနာပဲရှိတယ်ဒီမှာနဲ့ကြမ်းမြင်နဲ့ထိတဲ့အကြောင်းတရားကလည်းမမြဲဘူးဖြစ်ပြီးတော့ရစ်ပုံမှန်သေးတဲ့သဘောဆိုတဲ့အကျိုးတရားလေးကလည်းမမြဲဘူးဖြစ်ပြီးတော့ရစ်ဒီမှာနဲ့ကြမ်းမြင်နဲ့ထိတဲ့ရုပ်သဘောလေးကလည်းမမြဲဘူးဖြစ်ပြီးတော့ရစ် မြမနဲ့ကြံမြင်တဲ့ ठी လို့ရုံတစ်ခုတိုက်လို့ပေါ်လာတဲ့နန်တရားလေးရလဲဖြစ်ပြီးတော့ရဲ့ဟောအကြောင်းကျိုးရုံနံတွေဟာမမြဲပါလားဖြစ်ပြီးတော့ပြက်နေတာပါလားနောက်ကညံနဲ့သာစောင့်ကြည့်လိုက်ပါနောက်ကညံနဲ့သာစောင့်ကြည့်လိုက်ပါယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကတော့ကြည်ကြည်မကြည်ကြည်ပြနေမှာပဲ။ ြည့်ကြည့်မကြည့်ကြည့်ပြောနေမှာပဲကြည့်ကြည့်မကြည့်ကြည့်ဖြစ်နေမှာပဲဒါခန္ဓာရဲ့သဘောပဲခန္ဓာကသူ့သဘောသူပြနေတာပဲနောက်ကဉာဏ်ကအသာလေးစောင့်ကြည့်ုံပဲခန္ဓာသဘောငါမရောပါစေနဲ့ခန္ဓာအပြင်ဘက်ဉာဏ်မထွက်ပါစေနဲ့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပါစေ ခုယောဂီတို့ရှုမှတ်လာတာချိန်15မိနစ်ကျော်လာပြီခန္ဓာရဲ့သဘောကကြည်ကြည်မကြည်ကြည်ပြနေပါမယ်ရထိုင်းလာတော့ကြာလာပြီမြန်မာနဲ့ကြံပြင်းနဲ့ ठी နေပြီမြန်မာနဲ့ကြံပြင်းနဲ့ ठी မှာတော့ပူတဲ့သဘောကျင်တဲ့သဘောဆူးတဲ့သဘောအောင့်တဲ့သဘောထုံတဲ့သဘောကြိုက်တဲ့သဘောညောင်းတဲ့သဘော ဘယ်ကပြမှာလဲဆိုရင်ခန္ဓာကပြမှာပေါ့ဓမ္မညာနဲ့စောင့်ကြည့်ဟောတင်မနဲ့ကြံပြင်းတဲ့ကအကြောင်းတရားညမနဲ့ကြံပြင်းတဲ့ထီလို့ပေါ်လာတဲ့သဘောလေးကအကျိုးတရားအကြောင်းတရားနဲ့အကျိုးတရားတမန်နဲ့ကြံပြင်းတဲ့ထီတာယုတ်တရားတမန်နဲ့ကြံပြင်းတဲ့ထီလို့ယုံတစ်ခုတိုက်လို့ပေါ်လာတဲ့သဘောလေးကနန္တရားဘုံမှန်တည်တဲ့နန္တရားလေး ဉာဏ်မှန်သိတဲ့နန္တရားလေးပဲဇူမှန်သိတဲ့နန္တရားလေးပဲအာယုံတော်ရတိုက်လို့ပေါ်လာတဲ့နန္တရားတွေအားလည်းမမြဲပါလားဖြစ်ပြီးတော့ပြက်အချောင်ကျိုးယုံနာမှန်တဲ့မြားဟာဖြစ်ပြီးတော့ပြက်နေပါလားဟောဒီယုတ်ဒီနံဒီခန္ဓာကြီးကဖြစ်ပြီးပြက်လို့ဒုက္ခသစ္စာဆောင်ကြည့်တဲ့ဉာဏ်ကမကသစ္စာ ခန္ဓာတစ်ချက်ညာတစ်ချက်ခန္ဓာတစ်ချက်ညာတစ်ချက်ခန္ဓာရဲ့ညာရဲ့ခန္ဓာရဲ့ညာရဲ့ကန့်နေပြီဆိုရင်ကိလေသာကြာမခိုတော့ဘူးခန္ဓာနောက်ကညာလိုက်နေဆိုရင်ကိလေသာဆိုတဲ့တဏမလာတော့ဘူးခန္ဓာကိုခင်းတဲ့တဏပြင်းခြင်းနဲ့တဏရွှေ့ခြင်းပြောင်းခြင်းနဲ့တဏမလာတော့ဘူးတဲ့ခန္ဓာနောက်ကညာလိုက်ဖို့အရေးကြီးပါတယ် ဒဏ္ဍာနောက်ကညံလိုက်ရင်ခင်ကျင်တဲ့ဒဏ္ဍာပြင်ကျင်တဲ့ဒဏ္ဍာရွှေ့ကျင်ပြောင်းကျင်တဲ့ဒဏ္ဍာမလာတော့ဘူးအပြင်ကမနေနိုင်ဆိုတဲ့ဥပါဒံမပြောင်းအောင်မနေနိုင်ဆိုတဲ့ဥပါဒံမလာတော့ဘူးတဲ့ပြင်ကိုပြင်ရမှလှုပ်ကိုလှုပ်ရမှရွှေ့ကိုရွှေ့ရမှဆိုတဲ့ကမ္မဘောကလည်းမလာတော့ဘူးတဲ့ခန္ဓာနောက်ကညံလိုက်နေဖို့ပဲခန္ဓာဖြစ်ပြီးပြည့်လို့ဒုက္ခသစ္စာ စောင့်ကြည့်တဲ့ညံကမက္ကသစ္စာခင်ကျင်တဲ့နာဆွဲလန်းတဲ့ဥပဒံအာထုတ်တဲ့ကမ္မဘဝတွေပေသွားတာကသမုဒိယသစ္စာနောင်ဒုက္ခချုပ်ဆုံးသွားတာကနေရောဒသစ္စာအဲ့ဒါသစ္စာ၄ချက်ကြိုက်အောင်သစ္စာ၄ချက်ဆိုင်အောင် ကြံရှိနေသေးတဲ့အချိန်လေးတွေကိုသတိထားဝိရိယစိုက်ပြီးပညာနဲ့ဆောင်ကြပါ